အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်နဲ့တူတူချီပါမျိုးရဲ့အမြင့်ဆုံးချီပါပို့တောင်အောင်ကိုလိုက်ခဲ့ပါအောင် ချီပါပေါ်တာဝါရဲ့အနည်းဆုံးဘူတာကတော့ချီပါမီနာတိုဘူတာဖြစ်ပါတယ်ဘူတာကနေပြီးတော့15မိနစ်လောက်လမ်းလျှောက်ရပါတယ် ကျွန်တော်အခုရောက်နေတဲ့ချီပါပေါ့တာဝါရဲ့ဝင်ကြီးကတော့တယောက်ကိုရန်420ပေးရပါတယ်ဒီချီပါပေါ့တာဝါရဲ့အမြင်ကတော့125မီတာမြင့်ပါတယ်ချီပါပေါ့တာဝါမှာတော့တက်လို့ရတာအထက်သုံးသက်ရှိပါတယ်ကျွန်တော်အခုရောက်နေတာတော့ဒီအထက်ကိုရောက်နေတာပါဒီဒုတိယအထက်မှာတော့ဒီစားတောက်ဆိုင်ရှိပါတယ်ပထမဆုံးအထက်မှာတော့ဒါ observation room ပါပြီးရင်ကျွန်တော်အဲ့ဘက်သွားမှဖြစ်ပါတယ် ျွန်တော်အခုရောက်နေရတာကဒီ Chiba Port Tower ရဲ့အပေါ်ဆုံးတစ်ဖြစ်ပါတယ်။ဒီမှာတော့အမှန်ပြောင်းနေကြည့်ကြရပါတယ်။ဒီမှာမှန်ပြောင်းကြည့်မယ်ဆိုရင်ရန်တရာပြရပါတယ်။ခုမြင်တွေ့နေရတဲ့ဆက်လေးကတော့ဒီပေါ်ဒီချီပါပေါ်တာဝါရဲ့အမှတ်တရမတယ်ပြားလေးပြည့်လွတ်တာဖြစ်ပါတယ်။ ဒီအပြတဲ့ပြားကိုရမ်းနေရပေးရပါတယ်ကျွန်တော်လှုပ်ကြည့်လိုက်ပါဦးမယ်ဒီပုံစံလေးလုပ်ပါပါ ပူအဆွေတစ်စင်းဆက်လုပ်လုပ်ချင်းဆိုတော့ပူပါတယ်ဒါကြီးကစိတ်တုံးကိုဆားရဲဆားနေတာပြည်စားဆားလို့ထွက်လာတော့ပြည်စားပေါ်မှာတစိတ်တုံးထုကြည့်အောင်စိတ်တုံးထုပြီးပါပါပြီဒီကအမှတ်တရလေးပေါ့ ိုကျိုစကိုင်းထရီကတော့ဒီကနေရေးရေးလေးတာမြင်ရပါတယ်ရှာတီဦးတူကအဲတိမ်ထူနေပြီးတော့တိတ်ပြီးတော့ပြက်ပြက်သားသားမမြင်ရပါဘူး ျွန်တော်ဒီနေ့ပြောပြခဲ့တဲ့ချီပါပေါ်တာဝါကတော့ဒီချီပါရောက်ရင်မဖြစ်မနေလေပတ်တဲ့နေရာတစ်ခုဖြစ်ပါတယ်။အဲဒါဆိုရင်ကျွန်တော်ဒီနေ့ဗီဒီယိုဒီကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။အားလုံးပဲ bye bye